ကျွန်တော်တို့ဒါမျိုးဆိုလာပြားတွေဝယ်တဲ့အခါမှာတိထားသင့်တဲ့အားလေးကိုကျွန်တော်ပြောပြပေးခြင်းလို့ပါကျွန်တော်ဒါအခုကတော့120ဆိုလာပြားကိုကျွန်တော်တို့ဒီမှာရောင်းချပေးနေတဲ့ဒီကတ်လေးနဲ့ဒီပါဝါဘန်လေးကိုကျွန်တော်ခုအပ်ဆန်းပြီးတော့သွင်းကြည့်နေတာ တန်းဝက်လောင်းနဲ့ဝင်နေတာတွေ့ရတယ်နော်ဖုန်းတွေပါဝါဘန်းတွေအားသုံးမီလုံးတွေကိုအားပြန်သွင်းလို့ရတဲ့ဆိုလာပြားတွေဝယ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်အားဝင်နေတယ်လို့ပြတိုင်းတကယ်အလုတ်ဖြစ်တာမျိုးမဟုတ်ဘူးအားဝင်တယ်လို့ပြတဲ့အခါမှာဆိုရင်လည်းဘလောက်ဝက်နဲ့ဝင်နေတာလဲဆိုတာကအရေးကြီးတယ်ဒီမှာဆိုလို့ရှိရင် ျွန်တော်အခုစမ်းနေတယ်ဆိုလာပြားက190ဒီမှာကျွန်တော်အခုစမ်းသုံးကြီးတဲ့ခါမှာဆိုရင်တော့တန်းဝက်လောက်နဲ့ဝင်နေတာတော့တွေ့ရတယ်เนาะလက်ခံလို့ရတဲ့အတိုင်းအတာတစ်ခုမှရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဒီ power bank မှာဆိုရင်လည်း quick share သင်္ကေတလေးဒီမှာပြနေတယ်เนาะဒီမှာအစိမ်းရောင်မီလေးဒီမှာလင်းနေတယ်အဓိကလေးကတော့ကျွန်တော်တို့ဒီမှာအခုလက်ရှိရောင်းချပေးနေတာရှိပါတယ်ဒီမှာ jet ပေါက်လေးပါတယ်ဒီ jet ပေါက်လေးကိုကျွန်တော်တို့ခုလိုမျိုးကောင်းလေးကျွန်တော်တို့ထိုးပြီးတော့ကျွန်တော်အခုစမ်းပြီးတော့သုံးကြည့်နေတာပေါ့လေအဲ့တော့ကျွန်တော်တို့သိထားရမှာကအားဝင်တယ်လို့ပြတိုင်းကျွန်တော်တို့ကအလုံးမဖြစ်ဘူးเนาะ ဒီမှာ web လောက်နဲ့ဝင်တယ်လဲဆိုတာကိုကျွန်တော်တို့သိရမယ်။တချို့ဆိုလာပြားနေဆိုလို့ရှိရင်1 web 2 web 3 web 5 web လောက်ပဲဒီမှာဝင်တာမျိုးတွေရှိတယ်။ဒီကောင်ကျွန်တော်စမ်းကြည့်ရတဲ့လောက်ကတော့ဒီမှာ10 web လောက်နဲ့ဝင်တာတွေ့ရတယ်ပေါ့နော်။ဒါလားဒါဆိုလို့ရှိရင်ကျွန်တော်တို့လက်ခံလို့ရတဲ့အတိုင်းအတာတစ်ခုမှရှိတယ်။အုံပြမဲ့ဆိုလို့ရှိရင်ဒါမစိုးဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့လေ။ ဒီကတ်လေးကိုပဲဖြစ်ဖြစ်ဒီပါဝါဘန်ကိုပဲဖြစ်ဖြစ်ကျွန်တော်ဒီမှာရောင်းချပေးနေတာရှိပါတယ်တကယ်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဒီမှာပြထားတဲ့ဒီမှာဆက်သွယ်ပြီးတော့ဝယ်ယူလို့ရပါတယ်ဆိုလာပြားကတော့ကျွန်တော်ခုလက်ရှိပစ္စည်းမရှိသေးဘူးပေါ့နော်ဆိုလာပြားကိုဝယ်ယူခြင်းနဲ့သူတွေရှိလို့ရှိရင်လည်းဆိုလာပြားဝယ်ယူခြင်းပါတယ်လို့ကွန်မန့်လေးမှာမှန်းခဲ့ပါ